ရန်စိတ်မကောင်းဖြစ်ရပါခင်ဗျကျွန်တော်မထင်တော့ခင်ဗျအဲ့လောက်ထိရက်တရမယ်လို့လေအကျွန်တော်ဟိုနေပြောစရာကောင်းတဲ့မထက်တို့ရဲ့မိသားစုဒီကြိုက်ချိုးသွားတဲ့ပုံလေးဆိုလဲကျွန်တော်တွေ့ပါတယ်ခင်ဗျအကျွန်တော်တော့မှကြည့်ပြီးတော့ဩမထက်စိတ်ချမ်းသာနေပြီထင်တယ်လို့ကျွန်တော်ခံစားမိပါတယ်ခင်ဗျအဲ့ပုံလေးမြင်တော့အယမ်းပျော်မိပါတယ်အခုချိန်မှာဆိုလို့ရှင်တော့မထက်ပေါ့နော်ဒီပြောစရာကောင်းတဲ့ကိုယ့်ရဲ့မိသားစု life ကိုစတင်ပြီးတော့ပိုင်းဆိုင်နေပြီလို့ကျွန်တော်ထင်မြင်ရပါတယ်ဟုတ်တယ်စားပြီးပါခင်ဗျဟုတ်ဟုတ်တယ် ုချိန်တော့ရပြောရဟုတ်ကဲ့ဟုတ်ကဲ့ပါဟိုမတ်ထက်ရဲ့ဒီပြောင်းလဲမှုမှာဆိုလို့ရှိရင်လဲဟိုရသွားဖြစ်ပေါ့နော်မတ်ထက်အရင်တော့ပုံစံနေပြီးတော့အခုလိုဒီလိုခွဲစိတ်ပြုပြင်မှုတွေနောက်ပြီးတော့ဒီလိုပြောင်းလဲမှုမှာလဲမတ်ထက်နေနေပေါ့နော်စူးစမ်းပြီးတော့ရယူရတဲ့အပိုင်းကြီးလည်းအများကြီးရှိနေမှာပါခင်ဗျအဲ့ဒီထက် တတိခွန်အားတွေကိုလည်းကြားကြပါသေးတယ်ဟုတ်အဓိကအဖြစ်ဘာဖြစ်ပထမအောင်ဆုံးအဲနှာခေါင်းကျင်တာပေါ့နော်ဟုတ်အဲ လှကျင်တယ် photogenic ဖြစ်ချင်တယ်ဟိုတွေဆောင်ပထမဆုံးနှကောင်းပြင်းတယ်အမေကတော့လုံးဝသဘောမတူဘူးအဲ့ဒီမှာအမေကိုပြောတယ်မေကိုချိုးချင်တယ်လို့မျက်နှာတော်တော်လေးဖြစ်အောင်လို့ဆိုတော့မေကမေကိုတော့မချိုးနဲ့နှကောင်းပြင်းချင်ပြင်းဆိုပြီးတော့အမေကပထမဆုံးအမေကနှကောင်းပြင်းဝင်ပြီးခဲ့အဲ့ဘင်္ဂောက်မှာနှကောင်းပြင်းခဲ့အဲ့ဒီအချိန်မှာပဲဒီဆေးရုံကိုမေးခဲ့တယ်ဘာလို့လောက်ရင်ကောင်းမလဲဆိုတဲ့ဟာမျိုးမှာဆိုလို့ရှိရင်ဒီမေးစီး ပေါ့နော်မေးစီကိုမျက်နာတွေ့အောင်ချွန်အောင်လောက်ခဲ့တယ်။နောက်ပြီးတော့အသားကြီးထိမ့်သိမ်းပြီးမှဆိုလို့ရှိရင်လည်းအကောင်းဆုံးအသားကြီးကိုထိမ့်သိမ်းနိုင်အောင်အသားကြီးအရန်ကောင်းတာပဲ။ပြောလို့လားအသားကြီးအရန်ကောင်းတာပဲ။အဲ့အသားကြီးကောင်းဖို့လွယ်လွယ်ကူကူတော့မရအောင်။သူများအဲ့ချိန်မှာမအိပ်အောင်ညံ့တာကို cleansing လုပ်ရတယ်။ညံ့တာတဲရတယ်။ဒါတွေကိုလွှိလာပြီးတော့လှုပ်လာတဲ့အခါမျိုးမှာညံ့တဲ့ပြောင်းနဲ့လည်းထသွားလို့ရတယ်။ မိတ်ကပ်ပါပါလေးလေးလဲလာတယ်။ကြိုက်တဲ့အချိန်นี่အသားကြီးကောင်းနေရလာတယ်။အဲ့အတွက်ကြောင့်ဒီလိုမိမတယောက်လို့ဖြစ်လာဖို့ပုံစံမျိုးတွေဖြစ်လာဖို့အသားကြီးပြောင်းလဲလာဖို့အဲ့ဒါတွေကိုမလုပ်ခဲ့ရလဲဆိုတော့ဟော်မုန်းတွေစားခဲ့ရတယ်ပြုပြင်ခွဲစိတ်မှုတွေဓာတ်နဲ့ခွဲရင်နာတယ်ဆိုတာလူတိုင်းသိရပဲဆေးထိုးရင်နာတယ်ဆိုတာလူတိုင်းသိရပဲအဲ့အတွက်ကြောင့် အားမွေးခဲ့ရတယ်စေထိုးစေစားတွေလုပ်ခဲ့ရတယ်ဒီခွဲစိတ်ပြည်ပြင်မှုတွေလုပ်ခဲ့ရတယ်အခုရှင်သားခွဲစိတ်တယ်ရှင်သားခွဲစိတ်ဖို့ဆိုကိုပ္ပဆန်ကိုရှာပြီးလောက်ရတာဘယ်သူမှဒီပ္ပဆန်တွေကိုထုတ်ပြတာမဟုတ်ဘူးဒီပ္ပဆန်တွေကကိုချထောက်ဖို့ကိုရက်တည်ပြီးရှာလာပတ်ဝန်းကျင်ရဲ့အတိုက်ခိုက်တွေခံပြီးတော့ပတ်ဝန်းကျင်ကြားမှာအပြောဆိုခံရင်ကိုဘွားကိုရုံးကန်ရင်ရလာတဲ့ပတ်စံတွေနဲ့လောက်ထားတာ။ gay life မှာ tick connection အရာရာဟာ gay တယောက်ဟာအဖြစ်လို့လူတိုင်းပတ်ဝန်းကျင်တိုင်းအမြင်ကြတယ်။အဲ့ခါကျတော့ရုပ်သွားအဆုံးမိဖအရင်စမြင်တယ်။မြင်တဲ့အခါမှာအဲ့ဓာရီကို short ဘာပေါ့အောင် ကိုကအမြင်ပြောင်းလဲအောင်ကိုကမှတ်အောင်ရှင်နေရတယ်။အနည်းဆုံးအမိဟာပတ်စံသိမ့်ချင်တော့ အလွယ်တကူသူတုံးချစ်ဖို့ပတ်ဆံမဲ့ဖြစ်ဖြစ်အလွယ်တကူသူထောက်တုံးတဲ့ဖြစ်ဗီဒီယိုထဲမှာတော့မခတ်ချင်ဘူးဒီတော့တွေအားလုံးဟိုသူအလွယ်တကူထားခြင်းကိုရှင်မှာတော်ထားတာမျိုးပတ်ဆံလာအပ်ထားတာမျိုးအထိလောက်လာကိုယ်တော့အားမကိုရာဟဲ့နင်ဒီပတ်ဆံနေတင်ထားလိုက်ဘာဆိုအငငယ်ကောင်းလာယူသွားမှာပဲဖြစ်ဖြစ်သူစိုးရိမ်တယ်ဟိုကခလေးဆိုတော့သူနားမလဲဘူးသူတုံးဖို့ပဲသူတည်တယ်အဲ့ဒါမျိုးပေါ့အဲ့ဒီချိန်ကအမေရဲ့အဲ့ဒါမျိုးလေးတော့တတိ တရားကိုအတားမျိုးကြီးဖြစ်လာတယ်အဲ့အတွက်ကြောင့်ပထမအဦးဆုံးဘာလုပ်ခဲ့လဲဆိုတော့ငါဘယ်လိုပတ်ဆံရနိုင်မလဲဆိုတော့အเจ้าရအခြေခံပြီးတော့ကိုကအဲ့ချိန်မှာစာရီဖက်အားကောင်းလာတယ်အမေမိတ်ကပ်ပစ္စည်းခိုးပြီးတော့မိတ်ကပ်ဘလိန်းနာကိုလေ့လာခဲ့တဲ့အခါမျိုးကြတော့မိတ်ကပ်ဘလိန်းလာနိုင်တော့ပတ်ဝန်းကျင်မှာမိတ်ကပ်ဘလိန်းမိတာမျိုးပဲဖြစ်ဖြစ်အဲ့ချိန်ကျရင်ပတ်ဆံရအဲ့အမေမသိဘူးခိုးလုံခဲ့အားကေဒီကိုသူများတွေကဘာကြောင့်မုံလဲအမေကပြောတယ်ဘာကြောင့် ဂေဒီယိုကိုလူတွေသွေးဖြီကြလဲရှောင်ဖယ်ကြလဲနေရမှာပေးချအောင်လဲအမေကပြောတယ်ကိုယူတိုင်းပညာပေါ့နော်အမေအဲ့လိုတွေပြောခဲ့လို့အဲ့ခေါင်းထဲကိုမြန်းရိုက်သွင်းနေဂေဒီယိုဖြစ်လာတဲ့အခါမျိုးမှာကြည့်ချင်ရင်တော့မှမျက်လုံးကိုမကစားအောင်ကို့မှာထိမ့်သိမ့်နဲ့မျက်လွာချပြီးနေတယ်တက်နိုင်တယ်မြောက်လှရဲဆိုတဲ့အကြောင်းအရဟိုဖြင့်ယောက်ျားလေးတယောက်ကိုကိုကချောလို့လှလို့ချိမယ်ဆိုရင်တော့မရေတင်ငါသွားချင်းရင် ငါ့ကိုဘယ်လိုများထင်မလဲအပြစ်မြင်မလားမကောင်းထင်မလားဆိုတဲ့စိတ်နဲ့ဘတော်မကြည့်ခဲ့ဘူးဘာလို့ဆိုလူဆိုတာကို့နာမည်တစ်လုံးဖြစ်ဖို့ကို့ကိုယုံကြည်ဖို့ဆိုတာအများကြီးနှစ်ပေါင်းများစွာဖန်တီးပြီးယူလာခဲ့ရချက်ချင်းဝုန်းဆိုလောက်ယူလို့မရအောင်အဲ့လိုယူလာခဲ့မှသာသူတို့ကကို့ကိုလေးစားကြတာအဲဒါဆိုလို့ရှိရင်မတ်ထန်နေနေပေါ့နော်ဒီဆူတောင်းခွင့်ရမယ်ဆိုလို့ရှိရင်ဆူတောင်းခွင့်ရမယ်ဆိုလို့ရှိရင်လူတွေအားလုံးသိအောင် ဆူတောင်းရှင်နေဆူတောင်းခွင့်ရမယ်အရင်တော့ငငယ်တော့ဆိုမသိလို့ကိုလည်းတကယ်မသိခဲ့လို့ဆူတောင်းခဲ့ရတွေ့ရဖေဟာတွေ့တဲ့နေရဆူတောင်းတဲ့အဆူတောင်းတာတခုတည်းရှိတယ်ဒီဘဝမှာယောက်ျားပြပိသားဖြစ်ပါစေဖေဟာနော်ဘဝဆိုတော့မနော်ဒီဘဝမှာပဲညော ဒီဝါမာရီချောင်းချာပီပီတတ်အဖြစ်ပါစေ။ဘာလို့ဆောင်းတော့အဲ့ဖြစ်ဖြစ်ဖြစ်အနည်းဆုံးဘူဂျုံမှာပဲဖြစ်ဖြစ်သူငယ်တယ်မှာပဲဖြစ်ဖြစ်သူများမဆားစစ်ချင်။အဲ့တော့ဆောင်းကလေးပါရဲဆူထောက်တယ်။ဆောင်းမဲအောင်ပါစေ။စားရပါစေ။ပြီးရဲ့ ဒီဘဝမှာယောက်ျားပြပြတတဖြစ်ပါစေဆိုတာကိုအရင်ဆုတောင်းအဲ့ထုံကွယ်ဆုတောင်းတယ်အသက်အရွယ်ရလာတဲ့အချိန်မှာဟောဘဝဆိုတာဘုရားဘာသာတရားနေနေပေါ့နော်နောင်ဘဝဆိုတာများရှိခဲ့ရင်ယောက်ျားစစ်စစ်တယောက်ဖြစ်ပါစေဆိုတာမျိုးဆုတောင်းတယ်အခုအသက်အရွယ်ရောက်လာတဲ့အချိန်မျိုးကျတော့ဘယ်လိုဆုတောင်းလဲဆိုတော့နောင်ဘဝများလူဖြစ်ခဲ့မယ်ဆိုရင် ယောက်ျားဆိုလဲယောက်ျားစစ်စစ်မိန်းမဆိုလဲမိန်းမစစ်စစ်မိသားစုကိုဦးဆောင်နိုင်တော်သူလေယုံရင်နှလုံးရင်နဲ့ပြည့်စုံတော်သူဖြစ်ပါစေလို့မြဲဆုတောင်းလဲမထက်ရင်ထဲမှာရှိတဲ့ခန်းစားချက်တွေအကုန်လုံးပေါ့နော်အခုလို့ပို့ဝင်လင်းလင်းပြောပြပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးပဲတင်ပါတယ်ဂေးတူးမှာပဲဖြစ်ဖြစ်လူသားတူး ရက်တီဖို့အတွက်ဆိုလို့ရှိရင်ဒီရက်တီချက်အတွက်ပေါ့နော်မြမရင်ကျေးမှုလူနေမှုဘဝပတ်ဝန်းကျင်မှာအားလုံးကလည်းမထက်ရဲ့ရင်ွင့်ခန်းစားချက်တွေကိုကြည့်ပြီးတော့အကောင်းဘက်ကိုဥတည်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါရခင်ဗျာဟုတ်ကဲ့ပါအခုတော့လည်းမထက်ပြောသွားပါတယ်ဟုတ်ကိုယ့်ရဲ့ငွေကြေးကိုပေါ့နော်စိုက်ထုတ်ပြီးတော့ဒီလိုပြုပြင်မှုတွေကိုအများကြီးလုပ်ရတယ်ဆိုတဲ့အခါကျတော့ယောက်ျားဘဝနေပြီးတော့ဘေးဘဝကိုမထက်နေတဲ့လုံးဝပြောင်းလဲဖြစ်ဖို့အတွက်ကို မထက်စိတ်အားထက်သန်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်စာဖတ်ရပါတယ်ခင်ဗျဟုတ်အဲ့ဒီအခြေအနေကိုရောမထက်စူးစမ်းဖို့ရှိပါသလားခင်ဗျဟုတ်ဟုတ်အဓိကတော့ sex changer ပေါ့နော်အခုဆိုလို့ရှိရင်ဒီ2လ3လအတွင်းမှာအတန်ပြောင်းဖို့တော့စီစဉ်ထားတယ်ဒါလည်းအဖေကိုယ်တိုင်ဒါအခုဆိုလို့ရှိရင် ဖေကိုယ်တိုင်ကအာညာငါပြီးမယ်အတန်တော့ပြောင်းလိုက်ပါဘောဆိုသူတခြားကိစ္စကိုမပြော အာရုပ်နဲ့အတန်နဲ့တော်တော်လွဲရပေါ့နော်အာရုပ်နဲ့အတန်နဲ့လွဲရအဲ့ဒီအတန်အနေထားရန်အော်တဲ့ခါကျတော့အဲ့အမျိုးကြီးအဖေကပြောင်းလိုက်ပါတဲ့အတန်လေးတော့ပြီးလို့ရှိရင်ဒီနှစ်ထဲမှာသုံးဖောက်နောက်နှစ်ထဲမှာတော့ဒီလုံးဝမိမဘွားကိုပြောင်းလဲတဲ့ sex change ပါပေါ့နော်အဲ့အမျိုးလောက်ဖို့တော့လုံးဝစီစဉ်ထားတယ်မိဘကလည်းခွင့်ပြုပြီပေါ့နော်အခုဆိုလို့ရှိရင်မထည့်အလှတရားနဲ့အတူပေါ့နော် Facebook မှာမထည့်အလှတရားအရင်ကြော်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါအထူးသဖြင့် မတ်တက်ကိုယောက်ျားလေးတွေပဲတိုက်ခိုက်တာမဟုတ်ဘဲနဲ့တခါတလေမှာမင်းကလေးတွေကလည်းမတ်တက်ရဲ့အလှတရားနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်တယ်ဆိုတဲ့အပိုင်းကိုကျွန်တော်ခန်းစားပါပါခင်ဗျာ။အဲလိုမျိုးလေးရှိတယ်။အချုပ်ကလေးပေါ့နော်အဲလိုအချုပ်ကလေးဆိုတော့ဒီမင်းကလေးပေါ့ဒါကတော့အာသူတို့ကဥပမာဖြင့်သူတို့ရဲ့အမျိုးသားတငယ်ချင်းကြီးစားပဲဖြစ်ဖြစ် အာတငယ်ချင်းချင်းချင်းနေတော့ကသူ့လောက်တော့မလှပါဘူးလို့ပြောတဲ့အခါမျိုးမှာစိတ်ကတိကအောင်ဖြစ်တာလေးသူတို့ရှိကောင်းရှိနိုင်မယ်အဲ့အချိန်ကြီးမျိုးမှာဆိုလို့ရှိရင်အမမမေကအဲ့လိုမျိုးဟောကိုနေမကောင်းဖြစ်နေတဲ့အချိန်အလုံးလောက်ရတော့မဟုတ်ဆိုအလုံးလက်ခံထားတဲ့အလုပ်တွေအကုန်လုံးရှောင်လဲလို့လည်းမရဘူးလေအဲ့ကျတော့အလုံးလောက်ရတဲ့အဲ့အချိန်မှာခေါင်းကလည်းမလျှော်ထားရမျိုးဖြစ်ဖြစ်ကောင်းဖြစ်မယ်ပြီးတော့လုံးဝလှည့်ရပြီးတော့အလုပ်တွေဆက်ဆက်အောင်လုပ်ရတယ်မနေ့3နိုင်ခွဲထားရတယ်ည ရှင်းနိုင်ကိုးနိုင်ထိဒီဒီနရီပြီးရအထိအလုပ်လုပ်ရတယ်။အဲနေ့တူကလရီချီပြီးလှုပ်လာတဲ့အခါကျတော့အရင်ပင်ပန်းပြီးတော့လုံးဝလဲတဲ့အခါမျိုးရှိတယ်။လဲနေရင်တော့မှဆိုင်မှာပြင်တဲ့အခါမျိုးမှာ လုံးဝမပြင်းမစင်တော့ဘောเนาะစုပ်ပြတ်တက်ပြီးအော်စပင်းလေးခောက်တင်ပေါ့အဲအဲ့လိုမျိုးလှုပ်ပြီးတော့အဲ့လိုအနှွေးတယ်ကြီးဖွဲ့ပြီးငုတ်တုတ်ကြီးအဲ့လိုထားမျိုးပြင်တာမျိုးကြီးဖြစ်တယ်အဲ့ဟာမျိုးလေးဆိုလို့ရှိရင်အာတပ်ပုံလေးရိုက်တင်ကြပေါ့အဲအဲ့လိုလှုပ်တဲ့အချိကိုဖြစ်လာကြအဲ့စင်ကြတော့ကိုကတော့ဘာမှဖြစ်ပါဘူးဒါပေမဲ့ကလေးတွေကိုသိစေချင်တာဒီ main ကလေးပေါ့เนาะတကယ်တမ်းကျတော့ဒါရီကတဘာဝလည်းမဟုတ်ဘူးပြုပြင်ဖန်တီးထားတာအဲ့တော့တမီးတို့ရဲ့ အလှတကယ်တဘာဝအလှလေးတွေဖယားပေးထားတဲ့အလှအစစ်တွေပါအဲ့ဒါဟာတိုင်းလင်စစ်မှန်တဲ့အလှတွေပါဘာမဟုတ်တဲ့မိန်းမရှာတယောက်ရဲ့ပြုပြင်ဖန်တီးရတဲ့အလှတွေပေါ်မှာတစ်ဖက်သားတစ်ဖက်လူရဲ့တိုက်ခိုက်တာကိုမခံချင်ဘဲနဲ့ဘာဖြစ်လို့မိန်းမရှာတယောက်ကများတိုက်ခိုက်ချင်တာလဲနော်တကယ်တမ်းကျတော့အတုဟာအစစ်နဲ့တော့တူပါလိမ့်မယ်ဒါပေမဲ့သူဟာဘတော်မှအစစ်ဖြစ်မလာပါဘူး ိုရီကိုကိုတိုင်းပင်ကိုအလှကိုရှာဖွေပါဖော်ထုတ်ပါပြုပြင်မှာဖန်တီးပါကိုအလှကိုကိုလက်ခံပြီးတော့ရဲရဲတင်းတင်းရှောက်နိုင်အောင်ကြိုးစားပါသူများကိုဝေဖန်တိုက်ခိုက်ပြီးတော့ပြစ်တင်ပြီးမှရလာမယ့်အကြောင်းအရာတွေဟာဒါကောင်းတဲ့အကြောင်းအရာတွေမဟုတ်ပါဘူးအဲ့ဒါကိုကလေးတွေကိုသိစေချင်တဲ့အဓိကအဖြစ်အဲ့လိုမျိုးစိတ်ဖြစ်ပေါ်တဲ့ကလေးတွေကိုပါအဲ့တို့အကြောင်းဘတော်မှအစ်စ်ဖြစ်မလာတဲ့လူတယောက်ကိုတိုက်ခိုက်နေပါနဲ့ တချို့တဝက်ကိုပြောချင်ပါတယ်။အဲအားကြောင့်မလို့တချို့စာသားလေးတွေတင်ပြထားပါ။ဒီရက်ပိုင်းမှာတော့ရဲစိတ်ဝင်စားစရာအကောင်းဆုံးဓာတ်ပုံဓာတ်ပုံတက်လာပါတယ်ခင်ဗျာ။ဒီဓာတ်ပုံ။ And how that uh how about we? ရှိစားတော့ထားတာပေါ့နော်။ဒါပါပြောကိုလည်းဟိုခန်းစားချက်တစ်ခုအနေနဲ့ရှိစားထားတယ်။ရှိစားအောင် ချက်စနနဲ့ဘူဘူးလို့ခေါ်တယ်အဲ့လိုမျိုးအာသူနဲ့အပြင်သွားရင်လည်းတော့မှဓာတ်ပုံရိုက်ခွင့်မပေးဘူးသူကမရိုက်စေချင်ဘူးပေါ့နော်ဆိုတော့ဒီတစ်ခါဓာတ်ပုံရိုက်ပြီးတော့ဓာတ်ပုံတင်ခွင့်ပေးရအောင်အာနဲ့ရိုက်ပြီးတင်ကပထရဲ့စိတ်ခံစားချက်နဲ့အတူပေါ့နော်ဘဝမှာအကောင်းဆုံးရက်ဒီနေပါစေလို့ထပ်မံဆုမကောင်းတောင်းပေးရင်လည်းအခုနောက်ဆုံးပေါ့နော် last talk စီစဉ်နေပြီးတော့မထက်ပြည့်တဲ့ကြီးကိုပြောကြခြင်းနဲ့စကားကိုလည်းထပ်ပြီးတော့ကြားခြင်းပါသေးခင်ဗျာ ဒီစီစဉ်အားအာလူတွေရဲ့စိတ်ခံစားချက်တွေကိုဖွင့်လှစ်ပြသရင်းနဲ့အလုံးနှွေးထွေးစေရလို့ခံစားရပါတယ်။ချို့လူတွေစိတ်ဝင်စားတဲ့အကြောင်းအရာတွေဘဝတိုက်ပွဲတွေဘဝအခြေအနေတွေအခက်အခဲတွေကိုနားလည်လက်ခံဖို့အာသင်ခန်းစာယူဖို့ရမ်းကောင်းတဲ့နေရာတစ်နေရာလည်းဖြစ်ပါတယ်။အဲဒါကြောင့်ဒီစီစဉ်ကိုရမ်းလဲအားပေးတယ်။လူတိုင်းကိုကိုယ်အမြင်တစ်ခုတည်းနဲ့ဝေဖန်သုံးသပ်မှုမျိုးတွေမလုပ်စေချင်ပါဘူး။ သူတို့မှာနောက်ွယ်မှာအကြောင်းအရာမျိုးစုံရှိကြမယ်သူတို့ရဲ့အခက်ခဲရင်မျိုးစုံရှိကြမယ်ဆိုတာနားလည်လက်ခံပေးစေချင်ပါတယ်အဲ့ဒါကြောင့်အစီအစဉ်ကောင်းနေနဲ့ပြည့်စုံတဲ့ဒီအစီအစဉ်လေးကိုဆက်လက်အကောင်းဆုံးထုတ်လွှင့်နိုင်ပါစေလို့ဆုတောင်းပါတယ်ကျေးဇူးများပြတင်ပါတယ်မထောက်ကဲကျေးဇူးအားလည်းကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ဒီအစီအစဉ်ကိုပြန်လည်ညွှန်မယ်ခြင်းမရှိဘဲကျန်းမာပြိုးဝင်တဲ့အသားအရေအတွက် SPF 15ပါဝင်တဲ့ Nivea Total 1 Serum အသစ်မှအဓိကကူညီပံ့ပိုးပေးထားပါတယ်